အားလုံးမင်္ဂလာပါမြန်ပန်းနေပြန်ပြီးကြိုဆိုပါရစေ။ကျွန်တော်တို့ဒီနေ့အမေရိကန်နိုင်ငံကထုတ်လုပ်တဲ့ Tomahawk လို့ခေါ်တဲ့ဒီဒုံးကျည်တွေနဲ့ပတ်သက်ပြီးတော့ရုရှားနိုင်ငံကဒီဒုံးကျည်တွေကိုယူကရိန်းကိုမပေးဖို့ဆိုပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကွက်တာတွေအသေးအတန်ပေါ့နော်အမေရိကန်ကိုအသေးအတန်ပြောတာတွေတွေ့ရတယ်ပေါ့နော်အခုနောက်ဆုံးအချိန်နေဆိုရင်ရုရှားသမ္မတပူတင်ကိုယ်တိုင်ကငញ្ញញရေးဇွဲဝိုင်းစီကိုလာခြင်းပါတယ်ဆိုပြီးတော့အမေရိကန်ကိုပြောပြီးတော့အခုအမေရိကန်သမ္မတနဲ့ဒုတိယအချိန်မြောက်ထပ်ပြီးတော့တွေ့ဆုံဖို့ရုရှားဘက်ကလိုလိုလားလားနဲ့ ညှိနှိုင်းနေတာတွေ့ရတယ်ပေါ့နော်အရင်တော့ဆိုရင်ရုရှားအရန်ဈေးကင်တယ်တခုခုဆိုရင်သူကတိတ်ဆိတ်မဝင်စားဘူးဒါပေမဲ့အခုချိန်မှာအမေရိကန်ကသူတို့ရဲ့လက်နက်တိုက်ထဲမှာရှိတဲ့အစွမ်းရည်စွမ်းဆောင်ရည်အမြင့်ဆုံးတမဟော့စ်ဒုံးကျည်တွေကိုဒီရုရှားကိုအဲတိုက်ခိုက်ဖို့အတွက်ယူကရိန်းကိုပေးမယ်ဆိုပြီးတော့အဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအထက်တဲဝင်ပြောလာတဲ့အချိန်မှာရုရှားဘက်ကတော်တော်လေးကိုစိုးရင်ပူပန်မှုတွေစိုးရင်တောကရောက်မှုတွေနဲ့အတူငញ្ញံရေးစပွဲဝိုင်းစီကိုလာရောက်ဖို့အတွက်ကိုရုရှားဘက်ကနေစပြီးစူးစမ်းလာတွေ့ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ တော်ဒီနေ့ဒီ Tama House ဒုံးကြီးတွေရဲ့စွမ်းဆောင်ရည်တွေကဘယ်လိုတွေရှိလဲနောက်ပြီးကြတော့ဒုတိယတစ်ပိုင်းအနေနဲ့အဲလက်ရှိဖြစ်နေတဲ့ရုရှားနဲ့ယူကရိန်းနဲ့ စစ်ပွဲရဲ့နောက်ဆုံးရ update ပေါ့နော်အခြေအနေတွေကိုကျွန်တော်ဒီဗီဒီယိုမှာလေ့လာကြည့်အောင်ပေါ့နော်ပထမတစ်ပိုင်းအနေနဲ့တော့ဒီ Tomahawk ဒုံးကြီးတွေအကြောင်းကျွန်တော်ပြောကြည့်အောင်ဒီဒုံးကြီးတွေကဘယ်လိုဆွမ်းဆောင်ရည်မြင့်လဲဘာလို့ရုရှားကိုဒီဒုံးကြီးတွေကိုကြောက်နေရတာလဲပေါ့နော်ဒီဒုံးကြီးတွေယူကရိန်းလက်ထက်ရောက်သွားရင်ဘာဖြစ်လို့ရုရှားကအသေးအတန်မရောက်ဖို့တားဆီးနေရလဲဆိုပြီးတော့စဉ်းစားစရာဖြစ်လာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အရင်လဲခေတ်ဆက်ဆက်ကိုအမေရိကန်နဲ့ဥရောပနိုင်ငံတွေကနေယူကရိန်းကိုဒုံးကြီးတွေတော်တော်များများထောက်ပံ့ပေးတယ်ပေါ့နော်တော်တော်လေးလဲလက်နက်တွေမဆိုင်နေတော်တော်များများ ထောက်ပံ့ပေးဒါပေမဲ့တောက်လျှောက်ကဒီတမဟော့ဆိုခေါ်တဲ့ဒုံးကြီးကလုံးဝမပါသေးဘူး။ကျန်တဲ့ UK နိုင်ငံထုတ်တဲ့တခြားဒုံးကြီးတွေ၊ဂျာမနီကထုတ်တဲ့ဂျာဒုံးကြီးတွေ၊တခြားကမ္ဘာနိုင်ငံတော်တော်များများထုတ်တဲ့ဒုံးကြီးတွေအမေရိကန်နဲ့တခြားမစ်ဆိုင်တွေပဲထောက်ပံ့တာဒီတမဟော့ကိုတော့မထောက်ပံ့ဘူး။ဒါပေမဲ့အခုချိန်မှာတော့ဒါသူ့ရဲ့အမေရိကန်ရဲ့စွမ်းဆောင်ရည်အမြင်ဆုံးတကယ်စစ်ပွဲတွေမှာလည်းဟိုနာမည်ကောင်းတော်တော်ရတာတဲ့ဒုံးကြီးပေါ့နော်။ဒီမစ်ဆိုင်ကိုနောက်ဆုံးယူကရိန်းကိုထောက်ပံ့တော့မယ်ဆိုပြီးတော့ဒမတ်ထရန်ပြောတဲ့အချိန်မှာ ရုရှားဘက်ကတော်တော်လေးကိုအဲခါခါတီတီကန့်ကွက်တယ်ပေါ့နော် တကယ်လို့များဒါမျိုးဖြစ်လာမယ်ဆိုရင်အဲစစ်ပွဲတွေနျူကလ িয়ার စစ်ပွဲတောင်ဖြစ်သွားနိုင်နေတယ်ဒီဘာတွေအောင်မှအဲထုတ်ပြီးတော့ပြောလာတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီတော်မဟော့စ်ဒုံးကြီးရဲ့ဆွမ်းဆောင်ရည်တွေကိုကျွန်တော်တစ်ချက်လေ့လာကြည့်အောင်ဒီဒုံးကြီးတွေက1980ခုနှစ်ဝင်းကျင် လောက်တည်းကအမေရိကန်မှာစပြီးတော့ထုတ်လုပ်ပြီးအမေရိကန် Navy ကနေစပြီးတော့တုံးဆွဲနေတာပေါ့နော်ဒီဒုံးကြီးတွေရဲ့ကောင်းတဲ့အချက်ကဘာလဲဆိုတော့သူကရေပြန်လည်းပြစ်နိုင်တယ်လို့ဝင်ဟင်ကလည်းပြစ်နိုင်တယ်ပေါ့နော်ဘုံးတွေအများကြီးလည်းတည်ဆောင်နိုင်တယ်ကျွန်တော်ပြီးခဲ့တဲ့လပိုင်းတွေမှာဆိုရင်အီရန်နိုင်ငံကဒီနျူကလ িয়ার ဆက်ယုံတွေကိုတွားပြီးတော့ဘုံးကျတဲ့အချိန်မှာဒီ B2 ပုံမာတွေနဲ့ကျဲတဲ့နေရာကြီးလည်းရှိတယ်လို့အမေရိကန်ရဲ့ဒီရေငုံသမော်ဆက်မရိန်လို့ခေါ်တဲ့ရေငုံသမော်ကနေလည်းဒီတမောင်းဟော့စ်ဒုံးကြီးနဲ့တချို့ အီရန်နိုင်ငံရဲ့ဒီနျူကလ িয়ার ဖက်ဆလစ်တီတချို့ site တွေကိုဟိုပစ်သွားတာတွေ့ရတယ်ပေါ့နော်ဒီဒုံးကြီးတွေကတနအီကိုကီလိုမီတာ185ကီလိုမီတာလောက်နဲ့ပြန်တာပေါ့နော်တော်တော်လေးမြန်တဲ့ အဲလှင်မြန်တော့ပေါ့ဘာလို့လဲဆိုတော့တော်တော်များများလေကြောင်းရံကာကွယ်စနစ်တွေရှိပေမဲ့လေဒီဒုံးကြီးတွေကိုတော်တော်လေးကိုပြစ်ချဖို့ဆိုတာကမလွယ်ဘူးပေါ့နော်ကီလိုမီတာ900ဝန်းကျင်လောက်နဲ့ပြန်လာဖြစ်တဲ့တော့ကြောင့်အရန်ကိုမြန်တယ်ပေါ့အဲ့တော့ကြောင့်တော်တော်လေးလိုက်လို့မမီနိုင်တဲ့အမြန်တော့ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီ တမဟော့စ်ဒုံးကြီးတွေရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်တွေသူ့မှာပါတဲ့အဲရေဒါမမြင်နိုင်တဲ့ဤပညာတွေကတော်တော်လေးကိုဒီရုရှားအတွက်ကအိမ်မဆိုးတစ်ခုလိုဖြစ်နေတာပေါ့နော်ရုရှားရဲ့ကောင်းပါတယ်ဆိုရင်လီတောင်းရံကာကွယ်ရေးစနစ်တွေအတွက်လည်းအိမ်မဆိုးဖြစ်လာတာပေါ့နော်ဒါပေမဲ့ဈေးကတော့တော်တော်ကြီးတယ်ပေါ့ဘာလို့လဲဆိုတော့ဒီဒဇင်းကိုဒေါ်လာတစ်သန်းခွဲလောက်ကျတယ်ပေါ့နော်တခြားနိုင်ငံကထုတ်တဲ့အဲမဇိုင်းတွေကအဲ့လောက်ဈေးမရှိပေမဲ့ဒီတမဟော့စ်ကသူကတော်တော်လေးဈေးကြီးတဲ့ထဲမှာပါတယ်ပြီးတော့သူ့ရဲ့ ပြစ်နိုင်တဲ့အကွာအဝေးကလည်းကီလိုမီတာ2500လောက်ထိပြစ်နိုင်နေဆိုတော့တကယ်လို့များယူကရိန်းသားဒီလက်နက်ကိုပိုင်သွားမယ်ဆိုရင်ရုရှားနိုင်ငံရဲ့ဘယ်နေရာဘယ်အစိပ်ပိုင်းမဆိုပြစ်လို့ရပြီပေါ့နော် တော်တော်များများအခုဥရောပနိုင်ငံတွေကထောက်ပံ့ပေးထားတဲ့အဲဒီမဆိုင်တွေကကီလိုမီတာ300လောက်ပဲအဲပြန်တန်းနိုင်တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီတမဟော့စာယူကရိန်းနဲ့တည်းရောက်သွားမယ်ဆိုရင်ရုရှားမှာရှိတဲ့စစ်အခြေစိုက်စခန်းတွေ drone ထုတ်လုပ်တဲ့စက်ယုံတွေရေနံကျက်စက်ယုံတွေတခြားစီးရေးပြတ်မှတ်တွေကဟိုဒီတိုင်းနေလို့မရတော့ဘူးပေါ့နော်သူဘက်သူလေကြောင်းရံကာကွယ်ရေးစနစ်တွေဘလောက်ပဲကောင်းနေပဲပြောပြောအစင်းကြီးများများသာရသွားမယ်ဆိုရင် ယူကရိန်းကရုရှားရဲ့စီးရီးပြစ်မှတ်တွေကိုတည်တည်ကြကြာကိုချိန်ပြီးတော့ပစ်နိုင်မှာပေါ့နော်ပြီးတော့နောက်တစ်ချက်ကသူ့မှာဗားရီစင်ဆာတွေကအရန်ကောင်းလွန်းတဲ့အတွက်ကြောင့်ဒီပညာအရန်မြင့်တဲ့အတွက်ကြောင့် target ကိုတိတိကျကျပစ်နိုင်နေပေါ့နော် ီကိစ္စကလည်းတော်တော်လေးဘလောက်ပဲဝေဝေတက်ကက်ကိုတိတိကျကျဒီနေရာဆိုဒီနေရာပဲပြစ်နိုင်တဲ့အနေဓာတ်ဖြစ်တဲ့အတွက်ကြောင့်အဲရုရှားတော်တော်လေးလန့်နေတာပေါ့နော်ဈေးကတော့ကြီးတယ်ဒါပေမဲ့အခုချိန်မှာဘလို့လဲဆိုတော့အမေရိကန်ကသူကစီးပွားရေးသမားပေါ့နော်စီးပွားရေးဆန်ဆန်နဲ့ယူကရိန်းကိုအရင်တော့ကလို့အလကားပေးတာမဟုတ်တော့ဘဲနဲ့ဥရောပနိုင်ငံဖြစ်တဲ့ဒီ EU နိုင်ငံနေပဲဖြစ်ဖြစ်တခြားနေတို့ဘက်ဝင်နိုင်ငံနေရပဲဖြစ်ဖြစ်ဝယ်ပြီးတော့ ယူကရိန်းကိုထောက်ပံ့တဲ့ပုံစံမျိုးနဲ့အခုဒေါ်နယ်ထရန့်ကအဲ့လိုလုပ်တာပေါ့နော်တစ်ချက်ကိုနှစ်ချက်ပြတ်အရင်တော့ဆိုရင်အလကား support လုပ်ပေးရတဲ့အစားကိုအခုကသူကဥရောပနိုင်ငံတွေကိုရောင်းနေဥရောပနိုင်ငံတွေရဲ့မှာတဆင့်ယူကရိန်းကိုထောက်ပံ့တာဖြစ်တဲ့အတွက်ကြောင့်ရုရှားကဒီကိစ္စကိုပို့ပြီးတော့လန့်တယ်ပို့ပြီးစိုးရိမ်တယ်ဘာဖြစ်လို့လဲဆိုတော့ဥရောပနိုင်ငံတွေကပတ်စံပေးဝယ်တာဖြစ်တဲ့အတွက်ကြောင့်စိတ်ကြိုက်ဝယ်လို့ရတဲ့အနေအထားဖြစ်သွားပြီအမေရိကန်ကလည်းပတ်စံရတဲ့အတွက်ကြောင့်စိတ်ကြိုက်ရောင်းတော့မှာပဲအစင်း900ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်အမေရိကန်ရောင်းမယ်ဆိုရင်ယူကရိန်းမှာ ပို့စုပစက်ရောက်လာမယ်ဆိုရင်ရုရှားကမလွယ်တော့ဘူးပေါ့နော်အစင်းရင်တရားပြစ်တယ်ဆိုရင်တခြား drone တွေနဲ့ညှက်ပြီးတော့အစင်းရင်တရားလောက်ပြစ်တယ်ဆိုရင်ဆယ်စင်း15စင်းရတော့မထိစရာအကြောင်းမရှိဘူးပေါ့နော်ဒစင်းတည်းရင်တော့မှဆုံးရှုံးမှုတန်ဖိုးကအရန်ကိုကြီးမားတာဖြစ်တဲ့အတွက်ကြောင့်ဒီလောက်ပမာဏများများနဲ့အခုရုရှားကယူကရိန်းကိုလုတ်တယ်လို့ပေါ့နော် drone တွေနဲ့ missile တွေနဲ့ရောပြီးတော့ပစ်တယ်လို့ယူကရိန်းကလည်းပြန်ပြီးတော့ပစ်မှာပြန်ပြီးပစ်မယ်ဆိုရင်လေကြောင်းရံကာကွယ်စနစ်ဘလောက်ပဲကောင်းနေပဲပြောပြော ဘလို့မှကိုတားဆီးနိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်လည်းရှားအရန်ဆိုးနေတာပေါ့နော်ဒါကတော့ဒီတမဟော့စ်ကစွမ်းဆောင်ရည်တွေပေါ့နော်ကီလိုမီတာ2500လောက်ဝေးတဲ့အထိအောင်ပြစ်နိုင်နေဆိုတော့တော်တော်လေးကိုအဲကောင်းတဲ့အမေရိကန်ရဲ့ တကယ်ကိုစွမ်းဆောင်ရည်အမြင့်ဆုံးအမေရိကန်လက်နက်တိုက်ထဲမှာရှိတဲ့မဇိုင်းနေထဲမှာဆိုရင်စွမ်းဆောင်ရည်အမြင့်ဆုံးလို့တော့ပြောလို့ရတဲ့ဒီ Tomahawk ဒုံးကျည်ရေပေါ့နော်တောင်ကွက်80ခုနှစ်ဝင်းကျင်လောက်တည်းကစပြီးတော့တုံးလာတယ်ဖိဖိနဲ့ဘာရှင်းနေမြင့်လာတဲ့အချိန်မှာအခုချိန်မှာဆိုရင်တကယ်ကိုစွမ်းဆောင်ရည်အမြင့်ဆုံးနဲ့ရေအောက်ကရောရေပြင်အပေါ်ကရောလေရင်ပေါ်ကရောဘယ်နေရာမှမစိုးရေရောလေရောပြစ်နိုင်တဲ့မဇိုင်းပေါ့နော်ဒီဥစ္စာကိုဒီ ယူကရိန်းတမရဇီလန်စကီတောင်းဆိုနေရကြပြီပေါ့နော်အရင်တမရဂျိုးပိုက်တဲ့လက်ထက်တွေကအစင်တဆိုင်ဒီတမောက်ဟော့စီကိုထောက်ပံ့ပေးဖို့တောင်းဆိုပြီးမဲ့အဲ့တုန်းကကြတော့မရခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒေါ်နယ်ထရန့်စပြီးတက်တက်လာခြင်းတော့လည်းတိတ်ပြီးဆက်ဆံရေးမကောင်းတဲ့အတွက်ကြောင့်တောင်းလို့ကအဆင်မပြေဘူးအခုလည်းကြောက်ဒေါ်နယ်ထရန့်ကဒီ ရုရှားသမ္မတပူတင်ကသူ့ရဲ့စကားကိုနားမထောင်တဲ့အတွက်ကြောင့်ဆိုပြီးယူကရိန်းဘက်ကိုနည်းနည်းရိမ်းတဲ့ပုံစံလေးဖြစ်လဲဖြစ်လာရောဇလန်စကီကလည်းဒါအခွင့်ကောင်းဆိုပြီးတော့အမေရိကန်သမ္မတစီကတောင်းတာပေါ့နော်ဒါပေမဲ့အမေရိကန်သမ္မတကတော့တောင်းတာကိုဒီတိုင်းအရင်လိုပေးမှာမဟုတ်ဘဲနဲ့ရောင်းမဲ့သဘောပေါ့နော် ရောင်းမဲ့သဘောဆိုပြီးတော့နောက်ဆုံးယူကရိန်းကိုရောင်းပေးမယ်ဆိုတဲ့အခြေအနေတွေထိအောင်ဖြစ်လာတယ်ပေါ့နော်ယူကရိန်းကလည်းတခြားတဘာဝတန်ငွေတို့တခြား ဒီမေရှားတက်ထူတို့နဲ့ပတ်သက်ပြီးအမေရိကန်နဲ့စာချုပ်တွေထပ်ပြီးတော့ချုပ်ဆိုတာဖြစ်တဲ့အတွက်ကြောင့်အဲဒေါ်နယ်ထရန့်ကကြောင့်စီးပွားရေးသမားဖြစ်တဲ့အတွက်ကြောင့်ပတ်စံရမယ်ဆိုရင်ဘာမစိုးရောင်းပေးမယ်ဘာမစိုးလုပ်မယ်ဆိုတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်ဒီဥစ္စာကိုရုရှားအရန်ကိုစိုးရိမ်နေတာပေါ့နော်အဲ့အတွက်ကြောင့်တမဟော့စီကိုမပေးဖို့ဆိုပြီးတော့ခါခါတီတီညင်းဆိုတာပေါ့နော်ဒါကတော့ဒီပြီးခဲ့တဲ့ဂျပိုင်မှာထူးထူးခြားခြားဖြစ်သွားတာအဲ့ဒါဆိုရင်ကျွန်တော်ဒီ Tomahawk ကဘယ်လောက်ဆွမ်းဆောင်ရင်းမြင်လဲဆိုတာသိပါပြီဆိုတော့ကျွန်တော်လက်ရှိ Ukraine နဲ့ Russia နဲ့ဖြစ်နေတဲ့အကြောင်းအရာရဲ့အဲ update ပေါ့နော်ဒီကိစ္စတွေက ကြိုပြီးတော့ပူတင်ရတိနေတယ်ဒီလိုဖြစ်လာမယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့အရင်တော့ဆိုရင်ကျွန်တော်တို့ကြည့်ကြည့်အောင်စစ်ပွဲကနှစ်ခုလောက်ရှိတယ်ရုရှားနဲ့ယူကရိန်းလည်းဖြစ်နေတယ်အရှိလေပိုင်းမှာလည်းအစ္စရေးနဲ့ဟာမတ်ရဲ့ဖြစ်နေတယ်ဒီစစ်ပွဲနှစ်ခုဆိုလူတွေကကမ္ဘာပေါ်ကလူတွေတော်တော်များများနိုင်ငံတွေကတော်တော်များများအယုံဆိုင်တာနှစ်ခုဖြစ်နေရပါတော့အစ္စရေးဆိုတာလည်းအမေရိကန်မဟာမိတ်အမေရိကန်ကအစ္စရေးကိုဘယ်သူဘယ်နိုင်ငံနဲ့ပဲရှိရှင်အစ္စရေးဘက်ကပဲရက်တီမှာဖြစ်တဲ့အတွက်ကြောင့်အစ္စရေးနဲ့ဟာမတ်ရဲ့ဖြစ်နေတဲ့ကိစ္စမှာအစ္စရေးဘက်ကနေထောက်ခံနေထောက်ပံ့နေ ဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်ယူကရိန်းပေါ်မှာအဲ့လောက်ထိအာရုံမရဘူးအဲ့ဒါကိုရုရှားကောင်းကောင်းသိတယ်ပေါ့နော်ကောင်းကောင်းသိတဲ့အတွက်ကြောင့်အဲ့ချိန်မှာဒိုနယ်ထရန့်ကိုနည်းနည်းလေးအချိန်ဆွဲထားတယ်ဒိုနယ်ထရန့်နဲ့ပြောတဲ့ချိန်ကြီးချူချူတတာပြောပြီးပူတင်ရအဲ့လိုလှည့်နေတာပေါ့နော်ဒီအခုချိန်မှာစစ်ပွဲကအရှိလေပိုင်းကိစ္စအားလုံးပြီးသွားတဲ့သဘောလောက်ထိဖြစ်သွားပြီပေါ့နော်60ရာခိုင်နှုန်းလောက်ပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးရဲ့မျက်လုံးတွေကရုရှားနဲ့ယူကရိန်းစစ်ပွဲပေါ်ရောက်လာပြီပေါ့နော်အရင်တော့ကတော့ယူကရိန်းက ်အစ္စရေးနဲ့ဟာမတ်စ်နဲ့ဖြစ်နေတဲ့အတွက်ကြောင့်အမေရိကန်အစ္စရေးကိုလည်းထောက်ပံ့ပေးရတာဖြစ်တဲ့အတွက်ကြောင့်ယူကရိန်းပေါ်မှာအလောက်ဒီထောက်ပံ့နိုင်စွမ်းအဲနည်းနည်းလျော့လာရပေါ့เนาะထောက်ပံ့ရင်တော့ထောက်ပံ့လုံးရပေမဲ့အဲမတ်ကဲမဟာမိတ်အဓိကဖြစ်တဲ့အစ္စရေးကိုပဲထောက်ပံ့နေတယ်ပြီးတော့အစ္စရေးရဲ့လုပ်ရက်တွေနဲ့ကမ္ဘာပေါ်မှာအမေရိကန်ကာဘာတွေပေးနေရတယ်များတဲ့အတွက်ကြောင့်တိတ်ပြီးတော့ဒီဘက်ကိုမလှည့်နိုင်ဘူးပေါ့เนาะဒါပေမဲ့အခုချိန်မှာတော့အစ္စရေးနဲ့ဟာမတ်စ်ရဲ့အရှိလေပိုင်းကိစ္စ90ရာခိုင်နှုန်းလောက်ငြင်းငြင်းဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်အလုံးစုံက ရုရှားနဲ့ယူကရိန်းပေါ်ရောက်လာပြီပေါ့နော်အဲ့ချိန်မှာပူတင်ကဘလုံးမငင်းလို့မရတော့ဘူးပေါ့နော်အခုချိန်မှာကမ္ဘာပေါ်မှာကြီးကြီးမားမားဆင်ပွဲဆိုဒီတစ်ခုပဲရှိတော့ဒေါ်နယ်ထရန့်ကလည်းဒီဥစ္စာကိုသူ့လက်ထက်မှာရောက်ပြီးတက်အောင်လုပ်မှာပေါ့နော်အဲအရှိလေပိုင်းမှာကိစ္စတုံးကလည်းသူ့မှာနာမည်ကောင်းတွေရသွားတယ်အားလုံးနိုင်ငံတော်တော်များများအားလုံးချီးကျူးကြတယ်တော်တော်လေးကိုသူ့မှာအရင်ဒီ momentum ပေါ့နော်ဒီအချိန်ကိုသူကထိမ့်ပြီးတော့ရုရှားနဲ့ယူကရိန်းဆင်ပွဲလေသူရောက်လုပ်မှာပေါ့နော်အဲ့အတွက်ကြောင့်လည်းသူကနောက်ဆုံးဒီຢာတွေပြီးသွားတဲ့အချိန်မှာမှဒီ Tomahawk ဒုံးကြီးတွေကို ပေးနိုင်တယ်ဆိုပြီးတော့သူကထုတ်ပြောတာပေါ့နော်ဒါသူ့ရဲ့ဒါခွက်ဖဲတစ်ခုပေါ့အဲ့လိုထုတ်ပြောတဲ့အချိန်မှာချက်ချင်းကိုရုရှားဘက်က response လုပ်တာပေါ့အရင်တော့ဆိုရင်ရုရှားအဲ့လောက်ထိဘာမှ response မလုပ်ဘဲနဲ့အေးအေးဆေးဆေးလှည့်နေတာပေါ့ဒီညမှာထူးထူးခြားခြားအနေနဲ့အိန္ဒိယအရင်တော့ရုရှားစီကရေတံတွေကိုဝယ်တယ်ပြီးရင် ဥရောပတိုက်ကိုပြန်ပြီးတော့ဈေးကြီးကြီးနဲ့ရောင်းတယ်ပေါ့နော်။ तू ကဂျားတွေကနေပွဲစားသဘောမျိုးလုပ်ပြီးတော့ तू ကအမျက်ဆုံးယူပြီးတော့ရောင်းတယ်။အဲ့ချိန်မှာဒိုနယ်ထရန့်ကဒီရုရှားစီရာရေနံတွေကိုဝယ်ယူလာအောင်ရပ်တန့်ဖို့ဆိုပြီးတော့အိန္ဒိယကိုပြောတဲ့ချိန်မှာအိန္ဒိယငင်းတယ်ပေါ့။အဲ့တော့ကြောင့်အားလုံးသိကြတဲ့အတိုင်းမှာအိန္ဒိယဘုံမှာနောက်ထပ်အခွန်90ရာခိုင်နှုန်းထပ်ကောက်တယ်။ပထမ20ရာခိုင်နှုန်း25ရာခိုင်နှုန်းကောက်နေရကနေအခု85ရာခိုင်နှုန်းထိဖြစ်သွားတယ်ပေါ့နော်။အဲ့လိုဖြစ်တဲ့ချိန်မှာအိန္ဒိယကကျွန်တော်ဟိုးရင်ဗီဒီယိုထဲမှာလည်းပြောခဲ့ဘူးတယ်ဒီတရုတ်နိုင်ငံရဲ့နှစ်80ပြည့်ဖက်စစ်တော်လှန်ရေးအခမ်းအနားမှာဆိုရင်မိုဒီနဲ့အဲ ရှီကျင်းပင်နဲ့ပူတင်နဲ့အဲ့လိုဖက်လဲတကင်းတွေလုတ်ပြနေတာပေါ့နော်သူတို့အဆင်ပြေတယ်ဆိုတော့လုတ်ပြပေမဲ့တကယ်တကယ်ကအမေရိကန်ဖီကအရန်ကြီးလုံးပါတယ်ပေါ့နော်အမေရိကန်ဖီကအရန်ကြီးတော့အိန္ဒိယမှာလည်းစီးပွားရေးနဲ့ဆိုင်တဲ့ပြဿနာပေါင်းအများကြီးပဲကြုံတွေ့နေရအိန္ဒိယနိုင်ငံလူကြီးရောဒီရုရှားစီကရေနံဝယ်ယူလိုက်တာနဲ့ ပြည်တယ်သွားမှာမဟုတ်ဘူးပေါ့နော်အိန္ဒိယတကယ်ထုတ်ကုန်တွေကိုအမေရိကန်ကိုတင်ပို့တဲ့အချိန်မှာအခွန်85ရာခိုင်နှုန်းကောက်တယ်ဆိုတဲ့အားကတော်တော်လေးများတဲ့အားပေါ့အဲ့တော့ကြောင့်အိန္ဒိယကလုံးဝနောက်ဆုံးလမ်းကျအောင်အခုပြီးခဲ့တဲ့ရက်ပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတင်းတောက်တွေကိုပြောတဲ့အချိန်မှာအိန္ဒိယကလည်းရုရှားစီကရေနံဝယ်ယူတာကိုရပ်တန့်မယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်မိုဒီက အိန္ဒိယဝန်ကြီးချုပ်မိုဒီကဒေါ်နယ်ထရန့်ကိုဂရီပေးတယ်ဆိုတဲ့စကားကိုပေါ့ထုတ်ပြောလိုက်တဲ့အချိန်မှာရုရှားကပို့ပြီးတော့စိုးရင်သွားတာပေါ့နော်တကယ်သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့တရုတ်နဲ့အိန္ဒိယကအဓိကဝယ်နေတာပေါ့ရင်းနှီးအောင်တကယ်လို့အိန္ဒိယသာမဝယ်တော့ဘူးဆိုရင်တရုတ်နိုင်ငံတစ်ခုတည်းနဲ့လည်းရုရှားရက်တက်လို့မရတော့ဘူးပေါ့နော်ဒါပြီးတော့ဒီတော်မဟော့စ်ဒုံးကြီးတွေကိုလည်းယူကရိန်းကိုဆက်ပြီးတော့ထောက်ပံ့မယ်ဆိုရင်ရုရှားတို့ကအကောင်းဆိုတာဖြစ်မလာတော့ဘူး ဒီစပွဲကသူတို့အခုအချိန်မှရရင်တော့မှတချို့ဟာတွေရရရင်ရသွားနိုင်တယ်ပေါ့နော်အဲ့ချိန်ကြောင်းရင်ဆိုရင်တော့သူတို့လည်းမလွယ်တော့ဘူးဆိုတော့ပူတီကကောင်းကောင်းရိမ့်မိတယ်အဲ့အတွက်ကြောင့်ချက်ချင်းပဲဒေါ်နယ်ထရန့်နဲ့လှမ်းပြီးတော့ဖုံးဆက်ပြီးတော့ဆွေးနွေးပြီးတော့ သူတို့တွေ့ကြမယ်ထပ်ပြီးတော့ဆိုပြီးတော့ပူတင်ဘက်ကလိုလိုလားလားပေါ့နော်ဖြစ်လာတဲ့ကိစ္စအခုတွေ့မဲ့နေရာကတော့အားလုံးသိကြတဲ့အတိုင်းပဲဥရောပနိုင်ငံဟန်ဂရီနိုင်ငံဘူတာပတ်မှာတွေ့မှာပေါ့နော်ဒီဟန်ဂရီဆိုတာကလည်းဥရောပကော်မရှင်မှာပါတဲ့နိုင်ငံဆိုပေမဲ့လည်းသူကလည်းနည်းနည်းထူးဆန်းတဲ့နိုင်ငံတစ်ခုပေါ့နော်သူကရုရှားဘက်ကိုလည်းသဘောကျတယ်ဒီဥရောပနိုင်ငံနေနဲ့လည်းတိတ်ပြီးအစည်းမကတ်ဘူးပေါ့နော်သူကနည်းနည်းဘူဂလန်ပေါ့ဒီ EU ထဲမှာဆိုသူကဘူဂလန်ဖြစ်တယ်ဒီဗီတာအော်ဗန်ဆိုတဲ့အဲဒီ ပုံကိုပေါ့နော်ဒီ Prime Minister ဝန်ကြီးချုပ်ကလည်း Donald Trump နဲ့လည်း तू อ่ะကြိုက်တယ် तू อ่ะလည်း तू อ่ะလက်ရရင်သဘောမျိုးပေါ့ तू Donald Trump ကိုလည်း तू อ่ะအားပေးထောက်ခံတယ်ပြီးတော့ရုရှားသမ္မတပူတင်နဲ့လည်း तू อ่ะအဆင်ပြေတယ်တရုတ်နဲ့လည်းအဆင်ပြေတယ်ပေါ့နော် तू อ่ะအဲ့လိုမျိုးတကယ်ဥရောပနိုင်ငံတွေနဲ့ကြောင့်အလောက်တိဖလဲတကင်းအရင်ကြီးတော့မရှိဘူးပေါ့နော် तू อ่ะ သူကလည်းဒီရုရှားစီကနေတော်တော်များများရှင်းတယ်ဝယ်ယူရဲသူပေါ့နော်ဥရောပနိုင်ငံတွေကစီးပွားရေးပိတ်ဆို့တဲ့အချိန်မှာဒီယူကရိန်းကိုသူကနည်းနည်းတိတ်အမြင်မကြည့်တဲ့သဘောမှာပါတယ်သူကလည်းအဲကြောင့်မလို့အခုတစ်ချိန်မှာပူတင်ကသူနဲ့လည်းအဆင်ပြေတယ်ဒေါ်နယ်ထရန့်နဲ့လည်းအဆင်ပြေတယ်ဟန်ဂေရီနိုင်ငံကိုရွေးလိုက်တာပေါ့နော်တိတ်မကြခင်နောက်ထပ်တစ်ပတ်လောက်ဆိုရင်ပူတင်နဲ့ဒေါ်နယ်ထရန့်နဲ့ဒုတိယအချိန်မြောက်ပထမတော့အလက်စကာမှာတွေ့တယ်ဒုတိယအချိန်မြောက်ဘူဒါပတ်မှာတွေ့မယ်ပေါ့နော်ဒီဆွေးနွေးပွဲရလဲစိတ်ဝင်စားဖို့ကောင်းတယ်ဘာကြီးဆက်ဖြစ်လာမလဲပေါ့ ကျွန်တော်ဒီအချိန်မှာတမနာဇင်လန်စကီကဝါရှင်တန်ကိုရောက်နေရပေါ့နော်ဒီတမဟော့စ်ဂျုံကြီးရင်းနဲ့အကြောင်းအနေနဲ့ပတ်သက်ပြီးဆွေးနွေးဖို့အတွက်ဝါရှင်တန်ကိုရောက်နေတဲ့အချိန်မှာတမနာထရန့်နည်းနည်းလေးတန်းပြန်ပြောင်းသွားတယ်ပေါ့ဒါသူ့ရဲ့အချက်ပေါ့သူကမှန်တိုင်းပြောရင်တော့ဒီဒုံးကြီးတွေကိုသူကမပေးချင်ဘူးပေါ့နော်တကယ်လို့ပေးမယ်ဆိုရင်လေရုရှားကအဲအမေရိကန်နဲ့ဆက်ဆံရေးပြတ်သွားမယ်ပေါ့အခုချိန်မှာရုရှားကလည်းလေတယ်ပေါ့ရုရှားကလည်းတော်တော်လေတဲ့နိုင်ငံထဲမှာပါတယ်ပူတင်ကဘာဖြစ်လို့လဲဆိုတော့တမဟော့စ်ဂျုံကြီးကိုမပေးခင်မှာဆွေးနွေးပွဲလုပ်မယ်ဆိုပြီးတော့ ပြောလိုက်တယ်အမေရိကန်သမ္မတလည်းလက်ခံလိုက်တယ်ဒီဆွေးနွေးပွဲကရက်တော့အတိအကျမတတ်မတ်သေးပြီမဲ့ဆွေးနွေးပွဲဖြစ်မယ်ဆွေးနွေးပွဲမဖြစ်ခင်ကဒီဒုံးကြီးတွေပြေးလို့မရအောင်တကယ်လို့များအမေရိကန်ဒုံးကြီးတွေထပ်ထပ်ပြီးထောက်ပံ့မယ်ဆိုရင်ဆွေးနွေးပွဲကပြတ်သွားနိုင်တယ်ပို့ပြီးတော့ဆက်ဆံရေးဆိုးဝါးသွားမယ်အဲ့လိုသဘောမျိုးပေါ့နော်ဒါပူတင်ရဲ့လုံနေတဲ့အကွက်တွေပေါ့နော်အဲ့လို အချင်းုံစနဲ့ဆွဆန်းလိုက်တဲ့အချိန်မှာအမေရိကန်စဉ်းစားစရာဖြစ်သွားမယ်ဆင်းရဲပွဲမတိုင်ခင်မှာအမေရိကန်ဘာမှလုပ်မှာမဟုတ်ဘူးပေါ့နော်ဒီဟာထောက်ပံ့မှာမဟုတ်ဘူးအဲ့ဒါကိုပူတင်ရသိတယ်ထောက်ပံ့နေဆိုရင်ဆက်ဆံရေးပြတ်သွားမယ်အဲ့အတွက်ကြောင့်မထောက်ပံ့အောင်လို့ဆိုပြီးတော့ဆင်းရဲပွဲတစ်ခုပေါ်ဆောင်လိုက်တယ်ဆင်းရဲပွဲပြီးသွားတဲ့အချိန်ကျမှဘလို့ဆက်ဖြစ်လာမလဲပေါ့နော်အဲ့လိုဆွဲဆက်လိုက်တဲ့အချိန်မှာအဲ့လိုဂျာကာလာမှာရုရှားယူကရိန်းပို့ပြီးဖိပြီးတော့တိုက်မယ်။အဲသူ့ရဲ့ဒါလုံနေကြအကွက်ပေါ့နော်။ပြီးရင်နည်းနည်းပြောင်းငြိမ်သွားမယ်။အဲ့ချိန်မှာအမေရိကန်ပြန်ပြီးတော့ထောက်ပံ့မယ်ပြောတယ်။ ရုရှားငင်းငယ်ရင်းစီပြန်ပြီးလာမယ်ပြောတယ်အဲ့လိုနဲ့အချိန်ုံဆွတ်ဆွတ်ဆန့်ရည်ရဲ့သဘောမျိုးပေါ့နော်ဒါကိုလည်းယူကရိန်းကလည်းသိတယ်ဥရောပနိုင်ငံတွေကလည်းသိတယ်ဒါပေမဲ့အမေရိကန်ကမယောင်းဆိုရင်ဘာမှလုပ်လို့မရဘူးပေါ့နော်အခုချိန်မှာဆိုအမေရိကန်တမရကလည်းပထမတော့ပေးမယ်ပြီးပြောတယ်ဒါပေမဲ့အခုချိန်မှာတော့အမေရိကန်တွေလည်းလိုအပ်တယ်လို့ဘာလို့ပြန်ပြောတာပေါ့နော်ရုရှားရဲ့အခြေအနေကိုဆက်ပြီးစောင့်ကြည့်မယ်သဘောဖြစ်သွားတာပေါ့အမှန်မှန်တော့ယူကရိန်းကတော့ချက်ချင်းလိုချင်တဲ့သဘောပေါ့အဲကြောင့်မို့ဇင်လန်စကီကလည်းချက်ချင်းလာပြီးမယ်ပူတင်ကလည်းလဲတဲ့အတွက်ကြောင့်တစ်ခွက်ကြိုပြီးရွှေ့လိုက်တာပေါ့နော်ဒါပေမဲ့ ဒီဥစ္စာတဲ့အချိန်ကအများကြီးဆွဲလို့မရပါဘူးပေါ့နော်အခုလိုတမန်ထွန်းနဲ့တွေ့ပြီးသားအချိန်မှာ decision သာဟိုတစ်ခေါက်လို့သား decision မကြဘူးဆိုရင်တော့ ော်တော်လေးကိုခက်ခဲမယ်ပေါ့ဒီချိန်မှာတော့ပူနေက तू တောင်းဆိုကျင်တာရှိတာတော့အလုံးစုံတော့တောင်းဆိုလို့မရဘူးဘလို့ဆက်ဖြစ်မလဲဆိုတော့ပြောရခက်တယ်ပေါ့နော်စစ်ပွဲတစ်ခုကဘလို့ပြီးဆုံးမလဲဆိုတော့ပြောရခက်တယ်ဒါပေမဲ့ဒေါ်နယ်ထရန့်ကတော့ဝင်းဝင်းပေါ့နော်ဟိုဘက်လည်းအဆင်ပြေအောင်ဒီဘက်လည်းအဆင်ပြေအောင်ဆိုပြီးတော့ညှိနှိုင်းမဲ့သဘောပေါ့အခုချိန်မှာတော့ तू ရှေ့လေပိုင်းမှာလည်း तू ငင်းငင်းရေးအတွက်ကိုဖော်ဆောင်သွားတာဖြစ်တဲ့အတွက်ကြောင့်အခုရုရှားနဲ့ယူကရိန်းအဆင်ပွဲမှာလည်းငင်းငင်းရေးအတွက်ကိုထပ်ပြီးဖော်ဆောင်မယ်ပေါ့နော် ဒီနေရာမှာနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကဘယ်လာရုစ်နိုင်ငံကထုတ်ပြီးပြောတယ်ပေါ့နော်တကယ်လို့များအမေရိကန်ကဒီတော်မဟော့စ်ဒုံးကြီးတွေကိုယူကရိန်းကိုပေးမယ်ဆိုရင်နျူကလ িয়ার စစ်ပွဲဖြစ်လာမယ်ဆိုပြီးတော့ ထုတ်ပြီးပြောလာတဲ့အခြေအနေဖြစ်လာရယ်ပေါ့နော်ဒါဘာကိုပြောလာလဲဆိုတော့ဒီ Tomahawk ဒုံးကြီးတွေကိုဘလောက်တော်မှရုရှားကဟိုကြောက်နေလဲဘလောက်တော်စိုးရင်စိတ်တွေများနေလဲဆိုတာကိုဒါထင်ရှားစေတယ်ပေါ့နော်တကယ်လို့များ Tomahawk ဒုံးကြီးတွေယူကရိန်းကိုရောက်လာမယ်ဆိုရင်ယူကရိန်းကလည်းအာမခံထားတာပေါ့နော်စီးပစ်မှတ်တွေကိုပဲပစ်မှာကျန်တဲ့အရသားတွေဘာတွေကိုလုံးဝမထိခိုက်စေရဘူးဆိုပြီးတော့အခုချိန်မှာယူကရိန်းရဲ့တိုက်ခိုက်မှုတွေကကောင်းနေဆိုပေမဲ့တိတ်ပြီးတော့ထိထိရောက်ရောက် လုံနိုင်တဲ့ဒီ rocket တွေပေါ့နော်ဒီ design တွေကအများကြီးလိုအပ်တယ်ဒီ Ukraine တမနာလည်းအစင်တစ်ဆက်တောင်းဆိုနေတာဒီ Tomahawk တွေပဲတောင်းဆိုတာ Tomahawk ကသူ့လက်ထဲရောက်သွားပြီဆိုရင် ရုရှားရဲ့ဘယ်နေရာဘယ်အစိမ်ပိုင်းမဆိုဘောနော်ယူကရိန်းနိုင်ငံကိုလှမ်းပြီးပစ်တဲ့ဟာတွေကိုယူကရိန်းကဒီဒုံးကျည်ဒဇင်းလောက်နဲ့ဒရုန်းအစင်းတရာလောက်နဲ့ရောပြီးတော့ပစ်မှာဗောနော်အဲ့ဒီမှာအယောင်ပြဒရုန်းတွေလည်းပါမယ်တခြားဒရုန်းပေါင်းများစွာနဲ့ရောပြီးတော့ပစ်မှာဖြစ်တဲ့အတွက်ကြောင့်ရုရှားဘက်ကလုံးဝအထိနာသွားမှာဘာလို့ဆိုဒီလက်နက်တွေရှိဖို့ပဲလို့လဲစစ်ပွဲတစ်ပွဲမှာလက်နက်မရှိဘူးဆိုရင်စိတ်သက်ဘလောက်ပဲကောင်းနေပါစေဒီလက်နက်တွေသာမရှိဘူးဆိုရင်တော်တော်လေးမလွယ်ဘူးဗောနော်အဲ့ဒီအတွက်ကြောင့်ယူကရိန်းကဒါကိုအစင်တစ်ဆက် တောင်းဆိုနေတာဗောနော်ဒီအမေရိကန်သမ္မတအဆက်ဆက်ကိုဂျိုးဘိုင်ဒန်လက်ထက်မှာလည်းတောင်းဆိုတယ်ဂျိုးဘိုင်ဒန်ကလည်းမပေးရဘူးအဲ့လိုမပေးဘဲနဲ့အဲ့လိုဖြစ်တယ်ဗောနော်တချို့မစ်ဆိုင်းတွေပေးရင်အောင်မှာရုရှားရဲ့ဘယ်နေရာကိုမပြည့်အောင်ဆိုပြီးအကွာအဝေးကိုတတ်မှတ်ထားတာဖြစ်တယ်ဗောအဲ့အတွက်ကြောင့်ယူကရိန်းကလှုပ်ချင်တိုင်းလှုပ်လို့မရဘူးဗောနော်လှုပ်ချင်စိတ်ကသာလှုပ်ချင်နေပြီးပဲလဲလက်နက်ကမရှိဘူးရှိတော့လဲဘာမှလှုပ်လို့မရဘူးသူတို့ခွင့်ပြုချက်မရှိရင်ဘာမှလှုပ်လို့မရဘူးဆိုတဲ့ပုံစံဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အခုချိန်မှာတော့အမေရိကန်သမ္မတနည်းနည်းလေးစိတ်ပြောင်းလာတဲ့အချိန်မှာဇင်လန်စကီကလည်းဒီတမဟော့ဟ်ကိုတောင်းတာဗောနော်ဥရောပနိုင်ငံတွေဝယ်ပေးပါဆိုပြီးတော့တောင်းဆိုတယ်တကယ်လို့ များအမေရိကန်ပေးမယ်ဆိုရင်အဆင်ပြေသွားပြီဆိုတဲ့သဘောပေါ့နော်ဒီနေရာမှာနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ပူတင်နဲ့ဖုံးပြောတဲ့အချိန်မှာပူတင်ကိုဒေါ်နယ်ထရန့်ကဘာပြောလဲဆိုတော့သတင်းတောက်တွေကိုပြန်ပြောတာပေါ့နော်တကယ်လို့ငါတို့လက်ယူကရိန်းကိုတမဟော့ဂျုံကြီးအဆင်ရတစ်ချောင်းလောက်သာ ပေးလိုက်မယ်ဆိုရင်မင်းဘယ်လိုခံစားရမလဲဆိုပြီးတော့ပြောလိုက်တာဗောနော်ဒါပူတဲ့တော်တော်လန့်သွားတာဗောအဲ့ချိန်မှာဘာဖြစ်လို့လဲဆိုတော့အစင်းရင်တထောင်မပြောနဲ့တရာလောက်ပေးရင်တော့မှမလွယ်ဘူးဗောနော်ရုရှားရဲ့ကောင်းပါတယ်ဆိုတော့လေကြောင်းရံကာဝေးစနစ်ကလည်းဘယ်လောက်ထိခံနိုင်မှာမလဲဗောနော်လုံးဝခံနိုင်အောင်မှထိခိုက်ဆုံးရှုံးမှုတွေဖြစ်မယ်ဒီ Tomahawk ဒုံးကြီးကဒဇင်းပဲပါပေမဲ့တခြား drone တွေနဲ့အများကြီးနဲ့ရောပစ်တဲ့ ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီလေကြောင်းရံကာကွယ်ရေးစနစ်ကဒီဒရုန်းသစင်းကဒေါ်လာ100လောက်တန်နေဆိုရင်လေကြောင်းရံကာကွယ်ရေးကပြန်လွတ်တဲ့ဒုံးကြီးသစင်းကဒေါ်လာ1000လောက်ဖြစ်နေတာအဲ့လိုကွာကွာဟမှုတွေဖြစ်တဲ့အတွက်ကြောင့်ရုရှားတွက်ကလည်းအခုချိန်မှာစီးပွားရေးဘန်နာရေးအကျက်တွေကတော်တော်လေးဖြစ်နေတာပေါ့နော်အားလုံးဆက်ဆက်မှုတွေဖြစ်နေရပါတော့ဒီရုရှားနိုင်ငံကဒီစစ်ပွဲမှာပဲစစ်ပွဲအတွက်ပဲအသုံးစိတ်တွေကသုံးရတာဖြစ်တဲ့အတွက်ကြောင့်ဗန်ဒါရေးအကျက်တွေကတော်တော်လေးဖြစ်နေရရုရှားနိုင်ငံမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီ UN ရဲ့မိန့်ခွန်းမှာတော့မထည့်ပြောသွားတာရှိတယ်အ ရုရှားနိုင်ငံအဓိကထောက်ပံ့ပေးနေတာနောက်ကွယ်မှာတရုတ်နဲ့အိန္ဒိယပေါ့နော်အဲ့အချိန်မှာသူတရုတ်ကိုကြတော့ခုနမေရှားကိစ္စတွေဘာတွေနဲ့နည်းနည်းလေးတရုတ်နဲ့လည်းကုန်သွယ်ရေးစစ်ပွဲဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့သူဖိအားပေးလို့ဂျန်နေဘက်မှာမရနိုင်အောင်ဆိုတာသိတဲ့အတွက်ကြောင့်အိန္ဒိယပေါ့နော်နောက်တစ်ချက်ကတရုတ်ကကြတော့ဒီရေနံတွေကိုဝယ်ပြီးတော့တဘောတုံးငွေတွေကိုဝယ်ပြီးတော့သူ့နိုင်ငံအတွင်းမှာပဲအဓိကသုံးတာ အိန္ဒိယကြောင့်အဲ့လိုမဟုတ်ဘူးဝယ်ပြီးတော့သူကပြန်ပြီးတော့အမျက်ပြန်ယူပြီးတော့ဥရောပနိုင်ငံတွေကိုပြန်ရောင်းတာပေါ့နော်သူနိုင်ငံဆိုတာထက်သူပြန်ပြီးစီးပွားရေးလုပ်နေတာဖြစ်တဲ့တော့ကြောင့်ဒေါ်နယ်ထရန့်အိန္ဒိယကိုဖိတာပေါ့ဖိတဲ့ချိန်မှာအခုချိန်မှာတော့ဒါမိုရီယာဂရီပေးလိုက်တယ်ဆိုတော့တကယ်လို့များအိန္ဒိယဝယ်လက်မရှိတော့ဘူးဆိုရင်ရုရှားတို့ကတော်တော်လေးခဲယဉ်သွားပြီတရုတ်တနိုင်ငံနဲ့အတွက်အဆင်မပြေတော့ဘူးမြန်ကိုရီးယားကလည်းလက်နက်တွေပါရပြီမဲ့လေစီးပွားရေးရတော်တော်လေးအကြက်တဲဖြစ်နေတယ်အခုချိန်မှာဆိုရင်ကျွန်တော်ပြီးခဲ့လကဆိုရင်ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ဒီဘက်ရှားနိုင်ငံရဲ့အကြီးမားဆုံးရေနံချက်ဆက်ရုံပေါ့နော်ထိခိုက် ဆုံးရှုံးမှုဖြစ်သွားတယ်အဲ့အတွက်ကြောင့်ဒီရုရှားနိုင်ငံထဲမှာတော့မှဒီဓာတ်စီရဖို့အတွက်ကိုကားတွေပါတယ်မောင်းဖို့အတွက်ကိုဓာတ်စီရဖို့အတွက်ကိုတော့မှစီဇန်ဒီမှာဓာတ်စီနေရတဲ့အဆင့်ဖြစ်သွားပြီပေါ့နော်ဒီရုရှားနိုင်ငံဆိုရင်အခုဆိုရင်နောက်နှစ်ကုန်လောက်အထိတော့မှနိုင်ငံသားကိုတင်ပို့မှုကိုမလုပ်တော့ဘူးဆိုပြီးရပ်ထားရတဲ့အဆင့်တိအောင်ရောက်သွားပြီပေါ့နော်သူ့နိုင်ငံအတွင်းမှာတော့မှမလောက်ကားတော့ဘူးဆိုရင်ပြည်သူတွေရဲ့အုံကြွားမှုတွေဖြစ်လာမယ်ပြီးတော့အရင်တော့ကကြတော့ ယူကရိန်းနိုင်ငံရဲ့တိုက်ခိုက်မှုတွေကအလောက်ထိမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေရဲ့စိုးရိမ်ကြောက်ကြမှုတွေကတိတ်မရှိဘူးတကယ်လို့များဒီတမဟော့ဇုံးကြီးတွေသာရသွားမယ်ဆိုရင်ရုရှားနိုင်ငံထဲမှာသာထိခိုက်ဆုံးရှုံးမှုတွေပောက်ကွဲမှုတွေနေစဉ်နဲ့အမျှတာဖြစ်လာမယ်ဆိုရင်ရုရှားပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေဘာလို့ဒီစစ်ပွဲကြီးတိုက်နေတာလဲဒီပူတင်ပေါ်မှာလဲယုံကြည်မှုတွေမရှိတော့ဘူးယုံကြည်မှုတွေယောနေလာမယ်ဒီစစ်ပွဲကြီးရအဓိပ္ပာယ်လည်းမရှိဘူးဘာမှလည်းအနိုင်ရှုံးလည်းမပေါ်ဘူးဘာမှလည်းမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်နေမယ်ထင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်တော်တော်လေးတော့ 现在姐， ခတ်သွားပြီပေါ့ဒီရုရှားအတွက်ကအကြောင်းမလို့သူကအသေးအတန်ကိုဒီတမောဟော့စ်ဒုံးကြီးတွေကိုမပေးဖို့အမေရိကန်ကိုတောင်းဆိုနေရပါတော့။ဒီနေရာမှာနည်းနည်းဒေါ်နယ်ထရန့်ရဲ့ပြောင်းလဲမှုတွေဒေါ်နယ်ထရန့်ရဲ့လုပ်ပုံကိုင်မှုတွေကလည်းစဉ်းစားကြရရှိတယ်။ဒေါ်နယ်ထရန့်ကသူကသူများအများတကာကတော့ဒီဘေးကြီးကဟိုဘာကြီးလဲငပေါ်ကြီးလားလို့ထင်ရပါမယ်။တကယ်တကယ်အရှင်ယူတာပေါ့နော်။သူရဲ့လုပ်ပုံကိုင်မှုတွေသူကတကယ်ပြောထားတယ်ဆိုရင်ပြောထားတဲ့အတိုင်းလုပ်တဲ့ဟာတွေကနောက်ပိုင်းမှာတွေ့လာရတယ်ပေါ့နော်။သူကသူအရင်တော့ဘာတွေပဲပြောပြောဘလို့တွေပဲပြောပြောလေကြီးတယ်ပဲပြောပြောဒါပေမဲ့တကယ်တကယ်ကအခုနောက်ပိုင်းမှာလုံးဝ အရှင်ယူတယ်ပေါ့အဲ့ဒါကိုကြည့်ပြီးတော့ရုရှားကတော်တော်လေးစိုးရိမ်နေတာပေါ့တကယ်လို့များဒေါ်နယ်ထရန့်ကအပြောမဟုတ်ဘဲနဲ့တကယ်များပေးလိုက်ရင်ဘယ်လိုလုပ်မလဲဆိုတာကိုပေးတယ်ဆိုတော့အရင်တော့အလကားပေးတာမဟုတ်ဘဲနဲ့ရောင်းတာဆိုတော့ဘယ်လိုလုပ်မလဲပေါ့ဒီဘက်ကစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပဲစိတ်ဝင်စားတာကျန်တာနဲ့စိတ်ဝင်စားတာမဟုတ်ဘူးဆိုတော့တကယ်လို့များဥရောပနိုင်ငံတွေကပတ်စံရှိတော့ အစင်းရတထောင်ဝယ်မှားလိုက်မယ်ဆိုရင်ရောဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စတွေပါစိုးရင်ရတယ်ပေါ့နော်ပြီးတော့ဒေါ်နယ်ထရန့်ကလည်းအရန်လဲတယ်အရှောက်မလို့ဒီအရှိလေပိုင်းမှာလည်းငင်းငင်းရသွားပြီအခုဆိုရင်ဘလော့တောင်ဆိုလဲဆိုအခုဆိုရင်အရှိလေပိုင်းငင်းငင်းရဒါနဲ့တစ်ဆက်တည်းပေါ့နော်ကျွန်တော်နည်းနည်းအရှိလေပိုင်းငင်းငင်းရကအခုဆိုရင်တစားကန်နေလှုပ်နေရဟာမတ်စ်ဘတ်က ဖမ်းထားတဲ့တက်ရှိနေတဲ့အစ္စရေးတစားကနေဂုံဂုံွားပြီဒါပေမဲ့အလောင်းတွေပေါ့နော်တေွားတဲ့အစ္စရေးလူမျိုးတွေရဲ့အလောင်းတွေကိုလည်းခွဲခွဲပြီးပေးနေတယ်ဒါပေမဲ့အခုချိန်မှာလိုအပ်မဲ့ချိန်ကဘာလဲဆိုတော့ဟာမတ်စီရဲ့လက်နက်ဖြုတ်သိမ်းရမယ့်အချိန် ဟာမက်စီရဲ့လက်နက်ဖြုတ်သိမ်းရမယ့်အချိန်မှာတကယ်လို့များဟာမက်စီကလက်နက်မဖြုတ်သိမ်းဘူးဆိုရင်ဒေါ်နယ်ထရန့်ကပြောတာရှင်းရှင်းလေးဘာဘလို့မှမတက်နိုင်ဘူးပေါ့နော်သူတို့မှရွေးချယ်စရာမရှိဘူးဒီကောင်တွေကိုတည်တဲ့အထိငါတို့ဆက်လုပ်ရမှာပဲဆိုပြီးတော့ပြောတာပေါ့နော်ဒါတကယ်လို့များဟာမက်စ်ကလက်နက်မဖြုတ်ဘူးဆိုရင်တော့အစ္စရေးကဒီစစ်ပွဲကမပြီးဘူးပြန်ပြီးတော့အစ္စရေးကပြန်ပြီးတော့ထတ်တိုက်အောင်မှာပဲအသေးတဲ့အထိဟာမက်စီကိုအဲ့လိုဆိုရင်လူတွေထတ်သေးအောင်မယ်ဒါပေမဲ့အဲ့ချိန်ကျရင် reason ကဘာဖြစ်သွားမလဲဆိုတော့အစ္စရေးအလုံးမဟုတ်တော့ နောက်တစ်ချက်ကအစ္စရေးကတက်ရှိကြံနေတဲ့ဇာကန်တွေမရှိတော့တာဖြစ်တဲ့အတွက်ကြောင့်သူစိတ်ကြိုက်အဲဂါဇာစီးတီးတမျိုးလုံးကိုလည်းဘုံကျဲရင်ဘုံကျဲမှာအဲ့လိုဖြစ်မှာအဲ့ဒါကိုအမေရိကန်ကလည်းအနောက်ကထောက်ပံ့ပေးမှာအဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးတွေအမေရိကန်လုံမယ်ဆိုပြပြသားသားလုံတယ်ဆိုတဲ့ပုံစံမျိုးရုရှားဖြစ်လာမှာကြောက်တာပေါ့နော်ဒီတမဟော့စ်ကြီးပြီးမယ်ပြီးရင်အခုဆိုရင်အိန္ဒိယအမေရိကန်ရဲ့ pressure ကြောင့်ဂျင်နန်စီတွေမဝယ်တော့ဘူး စပွားသုံးခွေတွေမဝယ်တော့ဘူးဆိုရင်ရုရှားတွက်ကပို့ပြီးတော့ဗန္ဒာကြီးမှာပို့ပြီးထိခိုက်လာမယ်ဆိုရင်ဘာမှလည်းမဟုတ်ပဲနဲ့တပတ် တပတ်ကိုတင်နေတဲ့စစ်သားပေါင်း9000ဝန်းကျင်လောက်ကအသက်တွေစည်ဒီနေရတာဖြစ်တဲ့အတွက်ကြောင့်နောက်ပိုင်းကျရင်ရေရှည်ဖြစ်လာမယ်ဆိုရင်ရုရှားတွက်ကအရန်ထိနာမယ်ပေါ့နော်အခုချိန်မှာအကုန်လုံးက စစ်ပွဲနှစ်ခုအကြီးဖြစ်နေတဲ့ကိစ္စမှာတစ်ခုကပြီးသွားတာဖြစ်တဲ့ကြောင့်ဒီတစ်ခုပေါ်ပဲအကုန်လုံးကအာယုံဆိုင်တာဖြစ်တဲ့ကြောင့်သူ့အတွက်ကလည်းထက်ပြီးတော့ဒိုနယ်ထရန့်ကိုထက်ပြီးတော့လှည့်စားဖို့အတွက်ကပူတင်အတွက်ကမလွယ်တော့ဘူးပေါ့နော်ဒီချိန်သာထက်ပြီးတော့လှည့်စားမယ်ဆိုရင်ပူတင်အတွက်ကလည်းလမ်းပေါက်ကထွက်ပေါက်ပျောက်သွားမယ်ပေါ့နော်ဒါကိုဒိုနယ်ထရန့်ကလည်းကောင်းကောင်းသိတယ်ပူတင်ကလည်းကောင်းကောင်းသိတယ်အဲ့အတွက်ကြောင့်အခုဆိုရင်တိတ်မချခင်အချိန်တွင်းမှာဟန်ဂရီနိုင်ငံဘူဒါပတ်မြို့မှာတွေ့ဆုံဖို့နှစ်ဖက်ကောင်းဆောင်နေပေါ့နော်တွေ့ဆုံဖို့ရှိတယ်ဒီကနေပတ်သက်ပြီးတော့လည်းဘယ်လိုထက်ပြီးတော့ထွက်လာမလဲပေါ့နော်ဒါယူကရိန်းနဲ့တခြား ကမ္ဘာဥရောပနိုင်ငံတွေကလည်းစောင့်ကြည့်နေတာဗောနော်ယူကရိန်းဆိုရင်အခုဆိုရင်ဝါရှင်တန်ဒီစီကိုလာပြီးတော့တမတ်ထရန့်နဲ့တွေ့တဲ့အချိန်မှာဒီတမဟော့စ်ကိစ္စတွေပဲအဓိကဆွေးနွေးရဗောနော်ဘယ်လိုလုပ်ချင်တာလဲဒါတော့သူတို့ရဲ့ plan B ဖြစ်သွားမှာဗောကျွန်တော်တွေးကြည့်ရတဲ့ပုံစံအရတော့တကယ်လို့များဒီဆွေးနွေးပွဲမှာအဖြေတခုမထွက်ဘူးဆိုရင်ဒီတမဟော့ဇုံကြီးတွေကိုတေချာပေါ့ယူကရိန်းစီကိုလွှဲပြီးတော့မှာဘာလို့လဲဆိုတော့ဒါတွေအစင်းသင်းဖြစ်နေပြီအမေရိကန်ပတ်ဆက်ရမှာဖြစ်တဲ့အတွက်ကြောင့်အစင်းသင်းကဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်ဒီစင်းနေဘက်မှာဘယ်လိုဖြစ်လာမလဲပေါ့နော် အဲ့ဒါကျွန်တော်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးနည်းနည်းလေးထပ်ပြီးတော့သုံးသပ်ကြည့်အောင်ပေါ့နော်ဆွေးနွေးပွဲမှာကအရင်တစ်ခေါက်ကလည်းကျွန်တော်ဆွေးနွေးပွဲမှာရုရှားသမ္မတပူတင်ပြောခဲ့တာရှင်းရှင်းလေးပေါ့နော်ယူကရိန်းကိုသူတတ်မှတ်ထားတဲ့ပုံစံအတိုင်းပဲစစ်တပ်ကိုထားရှိရမယ်သူတို့စိတ်ကြိုက်ပေါ့နော်စိတ်ရိုက်ထားရှိရမယ်ပြီးရင်ယူကရိန်းပိုင်နယ်တွေအခုရုရှားသိမ်းထားတဲ့ပိုင်နယ်တွေအကုန်လုံးရုရှားအဖြစ်တတ်မှတ်ပေးရမယ်ခရိုင်းမီးယားပါဝင်ပေါ့နော်အခုသိမ်းပိုက်ထားတဲ့နယ်မြေယူကရိန်းနယ်မြေ20ရာခိုင်နှုန်းဝန်းကျင်လောက်ကိုရုရှားနိုင်ငံအဖြစ်အတိမတ်ပြုရမယ်ပေါ့နော်ဒါကိုတောင်းဆိုခဲ့တာပေါ့ဒါပေမဲ့ဒါကို ယူကရိန်းဘက်ကလုံးဝလက်ခံမှာမဟုတ်ဘူးအခုဒီချိန်ကအဲ့လိုထပ်ပြီးတောင်းဆိုမယ်ဆိုလဲဆွေးနွေးပွဲကပြက်အောင်မှာပဲပေါ့နော်ဟိုဘာမှရေရရရအဖြေမထွက်ဘဲနဲ့တွေ့တာပဲရှိမယ်ပြီးဆုံးသွားမယ်ပေါ့နော်စစ်ပွဲရက်ဆိုတော့အခုချိန်မှာတော့ရက်တော့ရက်သွားမယ်ဒါပေမဲ့ဘသူဟာဘသူလဲဘသူဟာဘသူလဲဆိုတာကဘာမှဖြစ်လာမယ့်ပုံစံတော့မပေါ်ဘူးပေါ့ဘာလို့ရုရှားကလည်း ငါသိမ့်ပတ်ကြရဲ့နေမီတွေကိုငါမင်းတို့အကုန်ပြန်ပေးမယ်ဆိုပြီးတော့လုံမလဲမဟုတ်ဘူးပေါ့နော်ယူကရိန်းကလည်းဒီသိမ့်ပိုက်ခံထားရတဲ့နေမီတွေကိုလက်လွတ်မလားပေါ့ဂျင်ဒီယာမှာတမ်မလာထွန်းရဲ့ဘလိုမျိုးလှက်လှက်ွက်တွေကအဆင်ပြေမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ ယူကရိန်းတမဇီလန်စကီသဘောမတူဘူးဆိုရင်လည်းဘာမှလုပ်လို့မရဘူးပေါ့နော်အမေရိကန်ကဘယ်လိုပဲဖိအားပေးပေးယူကရိန်းတမဇီလန်စကီကလက်မခံဘူးဆိုရင်စစ်ပွဲကဆက်ဖြစ်နေအောင်မှာပဲပေါ့ဒီယူကရိန်းတမဇီလန်စကီလည်းမဟုတ်ဘူးဥရောပနိုင်ငံတွေကလည်းဒါကိုလက်ခံအောင်မှာပေါ့နော်သူတယောက်တည်းလည်းဖြစ်မှာမဟုတ်ဘူးတကယ်လို့ယူကရိန်းကလည်းဒီလိုပုံစံမျိုးနဲ့အခုချိန်မှာဆိုရင် ဒါယူကရိန်းနယ်မြေတွေကိုအကျူးကျော်နေပေမဲ့လည်းအရင်လောက်ထိရှေ့မရောက်တော့ဘဲနဲ့အဲ့လိုရက်တက်နေတဲ့သဘောတွေဖြစ်နေရပါတော့တကယ်အစ်စ်မြေပြင်မှာပြီးတော့ရုရှားဘက်ကအသေးပြောက်အရန်များနေတာပေါ့အခုချိန်မှာဒါကိုလည်းပူတင်ရသိတယ်အဲ့အတွက်ကြောင့်သူ့နိုင်ငံမှာဆိုရင်အာစစ်သူမှုထမ်းဖို့ပေါ့နော်စစ်တဲ့အင်အားနောက်ထပ်အရောက်တိန်းလောက်ကိုထပ်ပြီးတော့စုဆောင်းနေရဆိုလည်းသိရတယ်ပေါ့ဒါတွေကတဖြည်းဖြည်းနဲ့အခြေတန်းကိုရောက်မဲ့လူတွေပေါ့နော်တကယ်ခြားတိတ်တွေပေါ့ဒါတွေကိုစုဆောင်းပြီးတော့ ရှေ့တန်းကိုပို့နေတယ်ဆိုတော့ရုရှားတပ်ကလည်းရှေ့လျှောက်ပြီးတော့ဘာမှရေရရဖြစ်မှာမဟုတ်ဘူးဆိုတော့စစ်ပွဲတစ်ပွဲကိုဖြည့်ဆင်းဖို့ဆိုတာတော့တကယ်တော့ခက်ခဲပါတယ်ပေါ့နော်အရန်ရှုပ်ထွေးမှုတွေအရန်များတယ်ဒါပေမဲ့လည်းနောက်ဆုံးတော့လည်းတစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းပြီးတော့ဘယ်လိုမျိုးအဆုံးသတ်မလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒါကိုလည်းဒေါ်နယ်ထရန့်လုံနိုင်မယ်လို့လည်းဒါထင်ကြတယ်ပေါ့နော်တော်တော်များများဘာလို့ဆိုတော့သူကလွဲပြီးတော့ဂျန်နစ်နိုင်ငံတွေကအဲ့လိုဒီအစင်မပြေဘူးပေါ့နော်အခုဆိုရင်ဘလောက်တောင်ဆိုလဲဆိုတော့ဒီဘူဒါပတ်မှာတွေ့ဆုံဖို့ပူတင်ကနေလာရမယ်ဆိုရင်တော်တော်များများက ဥရောပနိုင်ငံတွေကိုဖျက်ပြီးတော့လာလို့မရဥရောပနိုင်ငံတွေကရုရှားကိုသူ့ရဲ့လေပိုင်နက်ကိုအသုံးပြုဝင်ပိတ်ထားတာပေါ့နော်ရုရှားကိုပိတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ရုရှားသမ္မတလာမယ်ဆိုရင်မမနီးနီးလေးပဲနီးနီးလေးဆိုပေမဲ့အခုချိန်ဆိုယူကရိန်းတို့ဘာလို့ပေါ်လာလဲဖျက်ပြန်လို့မရဘူးတခြားနိုင်ငံတွေပေါ်လာလဲဖျက်ပြန်လို့ပိုလန်တို့ဘာလို့ပေါ်လာလဲဖျက်ပြန်လို့မရတဲ့အတွက်ကြောင့်သူကအဝေးအရာနေပိတ်ပြီးတော့တူရကီကနေတဆင့်လာအောင်တူရကီဆိုတာလဲဒီရုရှားနဲ့ကဒီတို့ဖွဲ့ဝင်နိုင်ငံဆိုပေမဲ့ရုရှားနဲ့ကရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အတွက်ကြောင့်တူရကီကနေတဆင့်ဘူဒါပတ်ပေါ့နော်ဟန်ဂေရီကိုလာအောင်ပေါ့ ဥရောပနိုင်ငံတွေနဲ့အဆင်မပြေတာဖြစ်လို့တော့ကြောင့်ပူတင်ကလာမယ်ဆိုရင်တော့မအဝေးရက်နဲ့ပတ်ပြီးတော့ပြန်ပြီးတော့လာမှာပေါ့နော်ဒါတော်တော်လေးလဲစိတ်ဝင်စားဖို့ကောင်းတယ်တော်တော်လေးလဲဟာတာလဲဖြစ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့တနိုင်ငံမှမတည့်တော့တကယ်လို့များစစ်ပွဲပြီးသွားရင်တော့မဥရောပကိုပြန်ပြီးတော့ပူတင်အစည်းအဝေးပွဲတွေပြန်တက်ဖို့လို့ဘာလို့ဆိုတာလဲတော်တော်လေးအဆင်မပြေဘူးပေါ့နော်သူ့ကိုအားလုံးကဝိုင်းပြီးတော့ကျင်ပယ်ထားကြမှာသူကလည်းအဲ့ဒါကိုသိရဲ့အဲ့အတွက်ကြောင့်သူကစစ်ပွဲအဆုံးရှုံးခံလို့မရဘူးရှေ့လျှောက်လာမယ့်အနာဂတ်ကမ္ဘာမှာသူက တရုတ်တို့အိန္ဒိယတို့တခြားမြောက်ကိုရီးယားတို့နဲ့ပဲပို့ပြီးတော့ရင်းရင်းနှီးနှီးနဲ့နေသွားမယ်တဘောပေါ့နော်ဥရောပဘက်ကသူအရင်လှည့်လို့မရတဲ့တဘောပေါ့အဲ့လိုတော့ဖြစ်သွားမယ်ထင်တယ်ဘာလို့လဲဆိုတော့အခုချိန်မှာပူတင်ရဲ့ခေါင်းပါမှုတွေပူတင်ရဲ့အတ္တဆန်မှုတွေဒုက္ခောင်းဆန်မှုတွေတော်တော်လေးကိုမြင်တွေ့နေရပါဘောနော်အခုချိန်ဒီကလေးတွေလည်းမလွတ်ပေးသေးဘူးဖမ်းသွားတဲ့ကလေးတွေလည်းမလွတ်ပေးသေးဘူးဆိုတော့တော်တော်လေးလည်းကြည့်တံပါတယ်ဗောနော်ဒီစစ်ပွဲလေအမြန်ဆုံးရက်တံပို့အတွက်အခုလာမယ့်ဘူဒါပက်ငင်းငင်းရေးဖိုရန်တွေ စပြီးတော့ဘလို decision တွေထွက်လာမလဲစစ်ပွဲကိုအဆုံးသတ်ဖို့အတွက်ဘလို့မျိုးလုပ်မလဲပေါ့နော်ဒီနေရာမှာကျွန်တော်ထင်တာကတော့ဒီ Donald Trump ကသူ့ SOP ချက်ပေါ့နော်ဂါဇာတုံးကသူ့ SOP ချက်လိုပုံစံမျိုးအမေရိကန်တွေရုရှားနဲ့ယူကရိန်းကိုသူပို့မယ်ထင်တယ်ဘာလို့လဲဆိုတော့အဲ့လိုပို့မှသာဒီစစ်ပွဲကအဆုံးသတ်မှာပေါ့နော်မင်းတို့နှစ်ယောက်ပဲနှိမ့်ဆိုတဲ့သဘောကတော့အဆင်မပြေတော့ဘူးပေါ့ဘာလို့လဲဆိုတော့တောင်တယောက်ကအယံမုန်းတဲ့လူတွေဇယ်လန်စကီရောပူတင်ရောကမင်းနဲ့ချင်းဆိုင်တွေ့ဖို့ဆိုတာမလွယ်ဘူးအခု ဒေါ်နယ်ထရန့်ကသုံးဝင်ဆိုင်တွေ့ဖို့လှုပ်ချင်ပေမဲ့လည်းရမှာမဟုတ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်ဇီလန်စကီနဲ့လည်းတသက်တွေ့မယ်ပြီးရင်ပူတင်နဲ့လည်းတသက်တွေ့မယ်တွေ့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုလုပ်မဲ့သဘောပေါ့နော်ဝမ်းကြမှသာဘယ်လိုလုပ်မလဲတော့မသိပေမဲ့လည်းအခုဟာမတ်စ်အစ္စရေးလိုပေါ့သူတို့ခေါင်းဆောင်ချင်းကြီးကမတွေ့ဘဲနဲ့ဂျန်တဲ့နိုင်ငံကြီးကပဲဝင်ပြီးတော့အဲငင်းငင်းတို့ကိုလက်မှတ်ထိုးတာတွေပါလေလှုပ်တာပေါ့နော်အဲ့အတွက်ကြောင့်အခုဆိုရင် တမထရန်ကသူ့ရဲ့အဆိုပြုချက်အစ်စ်တစ်ခုကိုတင်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့လိုတင်မယ်ဆိုရင်ရုရှားဘက်ကလည်းသဘောတူနိုင်တဲ့အချက်တွေပါမယ်ယူကရိန်းဘက်ကလည်းသဘောတူနိုင်တဲ့အချက်တွေပါမယ် ဲ့လိုတစင်ရင်းစီသွားပြီးမှနောက်ဆုံးသာဝရညဉ့်ညဉ့်ကြီးကိုရအောင်လို့တော့လုပ်မယ်လို့ထင်တယ်ဒါပေမဲ့သာဝရညဉ့်ညဉ့်ကြီးဆိုရတဲ့အခုချိန်မှာသူ့အချိန်မှာဒီ cease fire လို့ခေါ်တဲ့အပြစ်ကရစေးကြီးလုံနိုင်အောင်မှဒီဥစ္စာကတော်တော်လေးကိုသူ့အတွက်ကဂုံယူရမယ့်ကိစ္စအကျိုးမြတ်အကြီးရမယ့်ကိစ္စပေါ့နော်ပြီးရင်လည်းအမေရိကန်ရုရှားနဲ့လည်းစီးပွားရေးတွေအများကြီးလုပ်ဖို့ရှိတယ်ပေါ့ဒါကကြတော့ဒေါ်နယ်ထရန့်ရဲ့စဉ်းစားတဲ့တွေးခေါ်မှုပေါ့ဘာဖြစ်လို့လဲဆိုတော့ ရုရှားအခုချိန်မှာစီးပွားရေးပိတ်ဆို့ခံထားရတာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့များပြန်ပွင့်မယ်ဆိုရင်အမေရိကန်သာဥဆောင်ပြီးစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်ဆိုရင်အမေရိကန်တို့အကျိုးမြတ်တွေအများကြီးရှိရပေါ့နော်အဲ့ဒါကိုဒေါ်နယ်ထရန့်ကောင်းကောင်းသိတယ်ရုရှားလည်းသိတယ်အဲ့တို့ကြောင့်ရုရှားလည်းတင်းခံနေရပေါ့ဒါပေမဲ့အခုနောက်ဆုံးတော့ရုရှားဘက်ကလည်းဒီ Tomahawk ကိုကြောက်ပြီးတော့လုံးဝတင်းခံလို့မရတော့ဘဲနဲ့နောက်ဆုံးငြင်းငြင်း စကားဝိုင်းစီကိုရုရှားကဒိုနယ်ထရန့်ကိုပြန်ပြီးတော့ခေါ်ပြီးတော့ပြန်လာတဲ့အနေအထားတွေရောက်သွားတာပေါ့နော်အဲ့ဒါကိုကြည်စင်အားဖြင့်အမေရိကန်ရဲ့ဆွမ်းဆောင်ရည်မြင့်တဲ့တမောဟော့စ်ဒုံးကြီးတွေကဘလောက်တောင်မှဆွမ်းဆောင်ရည်မြင့်လဲဘလောက်တောင်မှရန်သူတွေကြောက်ရလဲဆိုတာကိုအားလုံးမမြင်တက်သေးပဲပေါ့နော်အကြီးဒုံးကြီးတွေကကျန်တဲ့နိုင်ငံတွေမှာဘလို့မှနီးပညာလိုက်မမီနိုင်ဘူးအမေရိကန်မှာပဲရှိတယ်အကွာဝေး2500လောက်ထိအောင်ပြစ်နိုင်တယ်အမြန်တော့မြင့်ကီလိုမီတာ900ဝန်းကျင်လောက်နဲ့တနအီကိုပြန်တန်းနိုင်တဲ့ဒုံးကြီးတွေဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာဘယ်နိုင်ငံမဆိုကြောက်လန့်နေကြတယ်ကြောက်ရွံ့နေကြတဲ့ဒုံးကျည်တွေပေါ့နော်ဒီဒုံးကျည်တွေနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနေ့တော့ရုရှားသမ္မတရဲ့ကြောက်စိတ်တွေကတဖြည်းဖြည်းနဲ့ပေါ်လာတာကိုတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဘူတာပက်စ်ငင်းငယ်ရေးဆွေးနွေးပွဲကနေစပြီးတော့ဘယ်လိုမျိုးအဖြေထွက်လာမလဲဆိုတာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ပေါ့နော်ဒါတော့ကျွန်တော်ဒီနေ့ဒီရုရှားယူကရိန်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံး update ဖြစ်တဲ့ကျွန်တော်သိတဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြတာပေါ့